ေဝါဒမူလ6ပါးလောကကြီးတစ်ခုလုံးအငင်းပွားနေခြင်းဟာရှင်တဲ့ကအစိုးတရားတွေကြောင့်ပဲလို့ဝေဝါဒမူလသုတ်တံမှာအဲ့ဒါလို့ဟောထားတာ။ဒီနေရာမှာဖြစ်ဆွယ်မသားနာယူချရမှာဖြစ်တယ်ပေါ့။ဝေဝါဒမူလ6ပါးဆိုတာဘာလဲလို့ဆိုရင်နော်ကောဋ္ဌဥပနာဟ စိတ်တူခြင်းနဲ့အညိုအတေထားခြင်းလူတွေဟာထက်ခနဲ့ရှိရင် စိတ်တူတတ်စိတ်မရှိဘူးမိဘကလည်းသာသမီပေါ်စိတ်ရှိခြင်းမရှိတယ်သာသမီကလည်းမိဘပေါ်စိတ်ရှိခြင်းမရှိတယ်ညီကိုမောင်နှမအချင်းချင်းလည်းစိတ်မရှိဘူးစိတ်တူကြတယ်အဲ့ဒီစိတ်တူခြင်းဟာအငင်းပွားခြင်းရဲ့အကြောင်းပဲဖြစ်တယ်ဒါကြောင့်မို့စိတ်တူမယ်ဆိုရင်စိတ်မတူအောင် ကိုယ့်ကိုယ်ပြုပြင်ရမှာဖြစ်တယ် မှန်ကန်စွာနှလုံးသွင်းပြီးတော့ကောဓဆိုတဲ့စိတ်တူမှုဒေါသတရားကိုရှင်းချကြရမှာဖြစ်တယ်။အဲ့ဒါကိုမရှင်းချနိုင်ဘူးစိတ်တူတာပဲခုံယူပြီးတော့ငါကမရဘူးထစ်ကနေရှိစိတ်တူတယ်ငါစိတ်ကိုလာမစမ်းနဲ့လို့ဆိုတာမျိုးတွေမလုပ်ဖဲနဲ့အေးငါစိတ်တူမိတာမှားပါလေနောက်မဖြစ်စေရပါဘူးဆိုပြီးစိတ်တူမှုကိုရှင်းချဖို့လိုအပ်တယ် ဘာနဲ့လျှော့ချရမလဲလို့ဆိုလို့ရှင်အမှန်တရားကိုစင်ရင်သုံးသက်ခြင်းဖြင့်လဲလျှော့ချနိုင်တယ်ဒေါသရဲ့အပြစ်ကိုရှုမြင်သုံးသက်ခြင်းဖြင့်လဲလျှော့ချနိုင်တယ်တစ်ဖက်သားအပေါ်မှာအပြစ်မမြင်မဲနဲ့မေတ္တာသက်ဝင်ခြင်းဆိုတဲ့အကောင်းမြင်တဲ့ရှုမြင်သုံးသက်ခြင်းဖြင့်လဲလျှော့ချနိုင်တယ်အပြစ်ကိုရှုပြီဆိုရင်ဒေါသဖြစ်မှာပဲအပြစ်ကိုဘယ်တော့မှမရှုနဲ့ကောင်းတဲ့ကွက်ကလေးကိုသာရှု ကောင်းွယ်ကိုရှာမေတ္တာကိုပွားလူဆိုတာအဆိုးကြီးမဟုတ်ဘူးအကောင်းလည်းရှိတယ်လူတိုင်းလူတိုင်းမှာအဆိုးကြီးမဟုတ်ဘူးအကောင်းနေလည်းရှိကြတယ်ဒါကြောင့်မို့ကောင်းတာလေးကို ကြည့်ပြီးတော့အဆိုးကိုမေ့ထားလိုက်မေတ္တာပွားဥပမာပါနဲ့တူတယ်လို့ဆိုလို့ရှင်ရေအလွန်စားနေတဲ့ပုဂ္ဂိုလ်တယောက်ခီးသွားရင်ရေစားတယ် ရေတောက်စရာရေအိုင်ကြီးတစ်ခုတွေ့တယ်။သို့တော့အဲ့ဒီရေအိုင်ကြီးကအပေါ်ကမော်သေးမော်ညင်းနေနဲ့ဖုံးနေတယ်။ရေကလည်းပဲမတောက်ရမနေနိုင်တဲ့အခါအိုင်နဲ့ဆင်းပြီးတော့မော်သေးမော်ညင်းလေးတွေကိုလက်နဲ့ဖယ်ပြီးတော့ရေကိုတောက်တယ်။အစာပြေအောင်ရေကိုတောက်လိုက်တယ်။ရေတောက်လိုက်ရမှရင်းနဲ့နှလုံးထဲမှာအေးသွားတယ် အဲ့ဒါလို့ပဲလောကလူတွေဟာတယောက်ယောက် အပေါ်မှာအပြစ်မြင်နေပြီဆိုရင်လူဆိုတာအပြစ်လည်းရှိတယ်အဆိုးလည်းရှိတယ်ရေထဲမှာအကောင်းလည်းရှိတယ်မကောင်းတာလည်းရှိတယ်ဆိုတာအဆိုးကိုဖယ်ထားပြီးတော့ကောင်းကွက်ကလေးကိုရရှာပြီးတော့အတုံးချရမယ်လို့ဒီလိုဆိုလိုရင်းဖြစ်တယ်အဲ့ဒါကို ရသော်ဘုရားရဲ့ဆုံးမကိုရှေးဆရာကြီးတွေကကာထာတိကုံးပြီးတော့ထားတာဒောသခုဏဒောတိဟိကိဏတခုဏဝပတေတရေဒေဝလာတိဘဝဟိတဝပိဝေပိပါတကောယထာဆိုပြီးခုဏဒောတိဟိကိဏတခုဏဝပတေဆိုလိုတာက လူတယောက်မှာကောင်းခွက်လည်းရှိတယ်မကောင်းတဲ့အကွက်တွေလည်းရှိတယ်မကောင်းတဲ့အကွက်တွေမေ့ထားလိုက်ကောင်းတဲ့အကွက်ကလေးကိုချိန်ပြီးတော့ကောင်းတာလေးကိုသာချိန်ပြီးတော့သူ့ဘောမှာမေတ္တာသက်အောင်ကြိုးစားပါလို့ဆိုအဆိုးကိုဘယ်တော့မှမချိန်နဲ့လို့ပြောအေးရေးစားလို့ရှင်မော်ရီရှိနေတာကိုမချိန်နဲ့အသာလေးဖယ်လိုက်ရေလေးကိုသာတောက်လိုက်မော်ရီကိုဖယ်ပြီးရေလေးသာတောက်တယ်လို့ပဲ မကောင်းတာတွေကိုဖယ်ထားပြီးကောင်းတဲ့အကွက်ကလေးကိုသာနှလုံးသွင်းဆင်ញင်ပြီးတော့မေတ္တာသက်ဝင်အောင်ကြိုးစားပါလို့ဒီလိုဆိုလို့ပေါ့နော်နောက်ဆုံးမှာမေတ္တာတရားတိဆောက်ထားနိုင်ပြီဆိုရင်စိတ်တူခြင်းဆိုတဲ့ဒေါသပျောက်ကွယ်သွားမှာပဲဖြစ်တယ်အေးထိခနဲ့ရှိဒေါသဖြစ်ယုံနေမှာမဟုတ်ဘူးတချို့ကအညိုအတေရင်ထဲမှာမှတ်ထားရှိတယ် မထာတ်အဲကိုဥပနာဟလိုခါ်တယ်ညိုးဖွဲထာတ်အဲီစိတ်တူခြင်းယံညိုးဖွဲခြင်းဆိုတဲနှခုဟာလူလောကမှာ အချင်းများခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ဝိဝါဒမူလသုတ်တံမှာဒီလိုဟောတော့အချင်းများခြင်းအကြောင်းရင်းဖြစ်လာထို့တူပဲမက္ခပလာတာမက္ခဆိုတာ ကိုယ်ပေါ်မှာခြေဆုရှိရတဲ့နဲ့ခြေဆုကိုအတိမတ်မပြူဘူးလောကလူတွေဟာတဦးနဲ့တဦးတဦးခြေဆုတဦးဆိုတာရှိတတ်တယ်ပေါ့အဲ့ဒီရှိတာကိုလုံးဝအတိမတ်မပြူနောက်ဆုံးလူမပြောနဲ့ဝေရသည်ခီးသွားလို့တပင်းရိပ်လေးအောင်မှာခဏဝင်ပြီးတော့နားလိုက်ရတဲ့အခါမှာအပူသက်သာပြီးအပန်းပြေသွားတယ် အဲ့ဒီတစ်ပင်လေးရဲ့ခြေစူးတိတတ်ရမယ်လို့ဆိုလို့တစ်ပင်မှာအရေးနေနေအခက်ချိုးချိုး မလုံးရဘူးခြေစူးဆိုတာလူသားမပြောနဲ့တစ်ပင်ရဲ့ခြေစူးတောင်တိတတ်ရမယ်လို့ဒီလိုဆိုအဲ့ဒါကြောင့်ရှိတဲ့ခြေစူးကိုခြေဖြတ်တာမျိုးမလုံးရဘူးခြေစူးကန်းတာမျိုးဟာအငင်းပွားခြင်းအကြောင်းတစ်ခုပဲဖြစ်တယ်ပလာတာ ဘသူမှဘိုးမထားဘူးဆိုတဲ့စိတ်ထက်မျိုးဟာလည်းပဲအငင်းပွားခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်နောက်တစ်ခုကတော့အိတ်သာနဲ့မစ္စရိယအိတ်သာဆိုတာတစ်ဖက်သားကြီးပွားလာရင် မနာလိုဘူးမစ္စရိယဆိုတာကိုကြီးပွားသလိုမကြီးပွားစေခြင်းဘူးအဲ့ဒီနှစ်ခုဟာလည်းပဲလူလောကမှာလွှမ်းမိုးနေသည့်အတွက်ကြောင့် လူတွေဟာမနာလိုစရာနဲ့ကြုံတွေ့ရင်မထိနိုင်ကြဘူးကိုအောင်မြင်နေတဲ့အခါသူများအောင်မြင်သွားမှာကိုလည်းပဲမလိုလားကြဘူးဒါကြောင့်မို့တူဦးနဲ့တူဦးဟာအငင်းပွားမှုတွေဖြစ်နေတာလို့ရသော်ဗျာဟောတယ်နောက်တစ်ခုကတော့တထနဲ့ပါရာတထဆိုတာကောက်ချစ်ဆင်လဲခြင်းမာယာဆိုတာလှည့်စားခြင်းဘာကွာသလဲဆိုရင် ောက်ချစ်ဆင်းလဲတယ်ဆိုတာကို့မှာအယီချင်းမရှိပဲနဲ့အယီချင်းအောင်ရှိအောင်ဆောင်းတာဂုံမရှိပဲနဲ့ဂုံရှိအောင်ဆောင်းတာကောက်ချစ်ဆင်းလဲတယ်လို့ပြောတယ်မာယာဆိုတာကိုမဟုတ်တာလှုပ်ထတာကိုဖုံးကွယ်ဖို့ကြိုးစားတာလူမသိအောင်ဖုံးကွယ်ဖို့ကြိုးစားတာမာယာအဲ့ဒီနှစ်ခုဟာလည်းပဲလူလောကမှာအငင်းပွားခြင်းရဲ့အကြောင်းတရား အကြောင်းမကောင်းတရားတွေပဲဖြစ်တယ်လို့ရသော်ဗျာဒီလိုဟောတယ်နောက်တစ်ခုကပါတော့ဆိုရင်ပါပိဿာမိစ္ဆာဒိဋ္ဌိပါပိဿာဆိုတာအောက်တန်းကြတဲ့စိတ်ဓာတ်အောက်တန်းကြတဲ့အလိုဆန္ဒရှိဘယ်တော့မှမြင့်မြတ်တဲ့စိတ်နေသဘောဓာတ်မထားဘူးအောက်တန်းကြတဲ့နည်းတွေနဲ့သုံးပြကြဆိုပါစို့ဒီ မိမိကိုယ်တိုင်ကြိုးစားအထောက်ပြီးအောင်မြင်ရမယ့်ကိစ္စမျိုးကိုကြိုးစားအထောက်ခြင်းမပြုဘဲနဲ့ဖြတ်လန်းကရခြင်းအဲ့ဒါမျိုးပပိဿာလို့ခေါ်ဖြတ်လန်းကနေပြီးတော့မမမကန်နီလန်းနေနဲ့ထက်တန်းရအောင်ကြိုးစားတယ်ပပိဿာပိဿာဒိဋ္ဌိအမြင်မှမကန်တဲ့အမြင်မရှိဘူးမှားရတဲ့အမြင်နေရှိတယ်အဲ့ဒီနှစ်ခုဟာလည်းပဲ ဝိဝါဒမူလလို့ခေါ်တယ်အငင်းပွားခြင်းရဲ့အကြောင်းတရားပဲဒါတွေမဖဲရှားပဲနဲ့လူလောကဟာတူနဲ့တူတင့်တင့်မြတ်တာမှုဆိုတာမရှိနိုင်ဘူးရှင်တွေကဒီအစိုးတရားတွေကိုဖဲရှားပြဖို့လိုအပ်တယ်